ရှောင်းဝဲတိုက်ခိုက်မှုကတော့ကုယောင်းကိုထိမှန်သွားပြီဆိုရင်ကုယောင်းကိုကယ်တင်သွားပြီးမိကြပန်းကိုတိမ်းယူသွားတဲ့အကြီးကဲရဆိုရင်တော့အစင်းမြင့်သူတော်စင်ဒီဗိုင်းအစင်းပညာရှင်မှာအစင်းကိုမွေးရပါစွမ်းကိုပိုင်ဆိုင်လာတဲ့သူတွေကတိုင်းသူတော်စင်အစင်းကိုရောက်ရှိဖို့အတွက်အခွင့်အရေးရှိကြပါတယ်အစင်း30မွေးရပါစွမ်းကိုရရှိထားမယ်ဆိုရင်တော့တဘာဝစွမ်းကိုစုပ်ယူနိုင်တာကတော့ကောင်းကင်အစင်ခြေချင်းစင်ရဲ့လှုပ်ဝက်စမ်းကြဲတဲ့ထူးခြားမှုတစ်ခုပါပဲဒီကုယောင်းကထုတ်သုံးလာတဲ့ကောင်းကင်အစင်ထိုတိုင်းတိတ်တဆိတ်ဖြည့်စည်းရတဲ့မျိုးပါဆိုရင်တော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုစာကီပါ ဒီနေ့မှတော့ကျွန်တော်က episode 150ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ video လေးစလိုက်ရအောင်။အရင်ဆုံးအနေနဲ့ဒီမှာအဆောက်တွေကရှောင်းကိုတားဆီးရတဲ့အကြောင်းရင်းကတော့ရှောင်းကလက်ရှိသွားတဲ့လမ်းကြောင်းကအထူးတန်းနေရာလမ်းကြောင်းဖြစ်ပါတယ်။အဆောက်တွေကရှောင်းကိုတားတဲ့အကြောင်းကတော့ရှောင်းကဝင်ဖို့အတွက်မထိုက်တန်ဘူးဆိုပြီးတော့တားဆီးကြတာဖြစ်ပါတယ်။ရှင်ရရဲ့မိတ်ဆွေဖြစ်တာတော့မှပေးမွင့်တာကတော့ကုကလန်ရဲ့အကြီးကဲတွေကရှောင်းကိုပေါ်ပေါ်ထရင်အနိုင်ကျင့်လို့မရတာမို့လို့တွယ်ဝိုက်ပြီးတော့ရှောင်းကိုကုကလန်ရဲ့စီကံနဲ့အနိုင်ကျင့်တာပါ။ လက်ရှိရှောင်းဝန်းကိုမထိုက်တန်ဘူးလို့သူတို့ကသတ်မှတ်ရတာတော့ရှောင်းဝန်းရဲ့နောက်ကွက်မှာနောက်ခံမရှိလို့ပါဥပမာနောက်ခံဆိုတာကိုပြောရမယ်ဆိုရင်ရှီယောင်းကလန်ရှစ်ခုထဲမှာရှောင်းကလန်ဆိုတာလဲတမိုင်းတာရှိပြီးလက်ရှိမှာဘာမှမကြံတော့ပါဘူးဒါပေမဲ့လေရှောင်းကလန်ရဲ့ဂုံတိတ်ခါတော့ရှိနေတော့မှာပဲအကြီးကဲကြီးကဒီလိုလောက်တာကတော့ရှောင်းကိုတက်တက်ရွေချက်ရှိရှိနှိမ့်ချတာဖြစ်ပါတယ် ပြီးတော့ရှောင်းရဲဆရာယောက်ချန်းယောက်ချန်းသူတော်စင်တပိုင်းစင်ပညာရှင်ဆိုတော့ကူကလန်အကြီးကြီးတွေလည်းတည်ပါတယ်ယောက်ချန်းလာမယ်ဆိုရင်တော့အထူးတန်းနေရာကိုဝင်ခွင့်ရမှာဖြစ်ဖြစ်မယ်လက်ရှိမှာကူကလန်ကိုလာတာယောက်ချန်းမပါတဲ့အတွက်သူတော်စင်တပိုင်းစင်စွန့်ရည်လည်းမရှိတဲ့အတွက်ရှောင်းရဲအနေနဲ့အထူးတန်းနေရာကိုဝင်ဖို့အတွက်မထိုက်တန်ဘူးဆိုပြီးသူတို့ကပေးမွင့်ကြတာပါရွှေရရဲ့မိတ်ဆွေဖြစ်တာတော့သူတို့ကစီမင်းစီကံအရရှောင်းအုပ်ကိုအနိုင်ကျင့်ကြလို့ပေးမွင့်ကြတာဖြစ်ပါလေ။ဒါပေမဲ့လည်းဒီပြဿနာကနောက်ဆုံးမှာကြာနန်းကျောင်းတော်ရဲ့ကျောင်းအုပ်ရောက်ရှိလာမှုကြောင့်ပြီးဆုံးသွားပါလေ။ ကျောင်းနဲ့ကျောင်းတို့ရဲ့ကျောင်းရဲ့အဆင့်တန်းနဲ့သူ့ရဲ့စွန့်ရင်အရဆိုရင်တော့အထူးတန်းနေရာကိုသူကဝင်ခွင့်ရပြီးသားပါပြီးတော့ရှေးယောင်းကလန်ရဲ့မြို့နယ်ဝင်အားလုံးကလည်းအထူးတန်းနေရာကိုဝင်ခွင့်ရပါလိမ့်အမှန်ဆိုရင်ရှောင်းဝန်ကလည်းအထူးတန်းနေရာကိုဝင်ခွင့်ရမှာပါဒါပေမဲ့ကူကလန်ရဲ့အကြီးအကဲတွေကသူ့ကိုတသက်ဖိနှိမ်ချင်နေရပါနောက်ဆုံးမှတော့ကျောင်းရဲ့အရှိန်ဝါနဲ့ပဲရှောင်းဝန်ကအထူးတန်းနေရာကိုဝင်ခွင့်ရသွားပါလိမ့်ကျောင်းကသူတော်စင်တစ်ပိုင်းအဆင့်ပညာရှင်လည်းဖြစ်ပြီးရှေးဟောင်းကလန်ရဲ့လက်ကလန်မြို့နယ်ဝင်တယောက်ဖြစ်တာမလို့ကျောင်းအုံးကိုတော့သူတို့ကမတားဆီးရဲပါဘူး ီမှာရှောင်းကိုအဓိကတားဆီးတဲ့အဖိုးကြီးကတော့ပြောင်းလဲခြင်းကိုယ်အတွက်အဆင့်မှာရှိနေတယ်ကူရှန်းပါဒီမှာရွှင်ရပြောတဲ့အရွယ်ရောက်အခမ်းအနားကြီးပြီးသွားရင်ကောင်းကင်ဂူဘိမှန်ဖင်လင်းမက်နေပဲကောင်းကင်ဂူဘိမှန်ဖင်လင်းတဲ့အခါကျရင်ရှီဟောင်းကလန်ရဲ့မြို့နယ်စုကြီးရှစ်ခုကလူငယ်ပါရမီရှင်တွေရတာဝင်ခွင့်ရရှိကြပါလေ တခါဖွင့်လင့်တိုင်းဖွင့်လင့်တိုင်းရှေးယောင်းကလန်အားလုံးကဝင်ရောက်ကြပါတယ်ဒါပေမဲ့ရှောင်းကလန်ပြတ်သုံးပြီးတဲ့အချိန်ကစပြီးကောင်းကင်အုပ်ကူတခါဖွင့်လင့်ပြီဆိုရင်ရှေးဟောင်းကလန်တစ်ခုကနေလူငယ်နှစ်ယောက်ကိုဆစ်လွတ်လွတ်ရပါတယ်ပြောချင်းတဲ့အထိပ္ပယ်ကတော့ကလန်တစ်ခုကခွဲတဲ့နေရာနှစ်ခုကိုပိုင်ဆိုင်ခွင့်ရပါတယ်ရှောင်းကလန်ပြတ်သုံးပြီးတဲ့နောက်မှာရှောင်းကလန်ရဲ့ခွဲတဲ့နေရာနှစ်ခုကိုလည်းကူကလန်နေပဲဆက်လက်ပြီးရယူထားပါတယ် ဒါကြောင့်မလို့ရှောင်းကလန်ပြတ်သုံးပြီးတဲ့ချိန်ကနေအခုချိန်ထိကုကလန်လူငယ်တွေကခွဲတဲ့နေရာ၄ခုထိကိုရရှိပါတယ်။ကျန်တဲ့ကလန်လူတွေကတော့၂ခုထိပဲရရှိကြပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့အခြေအနေကကွဲပြားသွားပါပြီ။ရှောင်းယွန်းကရှောင်းကလန်ကုစားဖြူဖြစ်ပြောင်းရောင်းနေပါပြီ။ဒါပေမဲ့လည်းကုကလန်အကြီးကဲတွေကရှောင်းယွန်းမှသာဝင်ဖို့အတွက်လုံလောက်တဲ့ရည်ချင်းမရှိဘူးဆိုရင်သူတို့ကရှောင်းယွန်းကိုဝင်ခွင့်ပြုမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ကောင်းကင်ဂူဘိမောင်ကိုဝင်ကျင်နေဆိုရင်ရှောင်းကသူတို့ကလန်ရဲ့လူငယ်မျိုးဆက်ပါရမီရှင်နေတဲ့ဒန်းတူထူးချွန်ကြောင် အရေးချင်းရှိကြောင်းသူ့ကိုအထင်သေးလို့မရကြောင်းပြသဖို့အတွက်လိုအပ်ပါလိမ့်မယ်အရွယ်ရောက်အခမ်းအနားနဲ့ကုကလန်ရဲ့ကလန်တတူးအကြောင်းကိုပြောပြခင်ဒီအရွယ်ရောက်အခမ်းအနားကိုတက်ရောက်လာကြတဲ့ရှေးအောင်ကလန်လူငယ်တွေအကြောင်းကိုရှင်းပြပေးပါမယ်ဟိုကြီးကျဲခွနပွင့်ကျဲရှစ်ပွင့်တန်ဝိဇာကောင်းကင်မီတော်အဆင့်ရှစ်မှာရှိတဲ့ကြာပန်းနီမီတော်ကိုပိုင်ဆိုင်ထားတယ်ဟိုရွှမ်းကျဲငါးပွင့်အထုံးထိပ်တန်ဝိဇာနှစ်ယောက်လုံးကမီတော်မျိုးနဲ့စုကထိတ်တန်းပါရမီရှင်လူငယ်တွေပါနောက်ပြီးတော့ရောင်မျိုးနဲ့စုကစေလုံးလူသားရောက်ရှင်းကြည့်ကျဲခွနပွင့်ကျဲရှစ်ပွင့်တန်ဝိဇာ အဆင့်30မြေရောက်လေ9မီတာကိုပိုင်ဆိုင်လာပါတယ်။ရောက်ရှင်းကြည့်ရဲ့ဘေးကအဖီအောင်ဝေယုံနဲ့အမျိုးသမီးရာဆိုရင်လည်းရောင်ကလန်ရဲ့ထိတ်တန်းပါရမီရှင်တယောက်ဖြစ်ပြီးသူ့ရဲ့အဆင့်ကလည်း7.8ပွင့်7.8ပွင့်တိုင်ဝိဇာအဆင့်မှာရှိနေပါတယ်။အနောက်ကဝင်းညမျိုးနဲ့စုကခွင်ရားနဲ့ခွင်လီသူတို့နှစ်ယောက်စလုံးကဆိုရင်တော့7.8ပွင့်တိုင်ဝိဇာတွေဖြစ်ကြပါတယ်။သူတို့ရဲ့တိုက်ခိုက်ဆွမ်းရည်ကတော့ထူးခြားပါတယ်။သူတို့ကကျဲကိုပွင့်အထွန်းထိပ်တန်ဝိဇာပြောင်းလဲခြင်းသုံးတွဲမှာရှိတဲ့တန်ဝိဇာရုံတော့ရင်ဆိုင်ပြီးတော့တိုက်ခိုက်နေစွမ်းရှိပါတယ် ဟိုးနောက်ကဝါယံဝေးုံနယ်လူထွားကြီးနှစ်ယောက်ကတော့ရှီကလန်ကြောက်တုံးမျိုးနယ်စုကလူငယ်ပါရမီရှင်တွေဖြစ်ကြပါတယ်သူတို့နှစ်ယောက်စလုံးကအဆင့်ရဆိုရင်လဲကျဲ၆ပွင့်ဒါမဟုတ်ကျဲ၇ပွင့်တန်ဝိဇအဆင့်မှာရှိနေကြတဲ့လူတွေကြီးပါပဲရှီကလန်ဆိုရင်တော့ရှီအောင်မျိုးနယ်စုကြီးရှိခုထဲမှာတူတိတ်နဲ့ပဲနေထိုင်တဲ့မျိုးနယ်စုလို့ပြောရမှာပါတူတိတ်နဲ့ပဲနေထိုင်နေဆိုပေမဲ့ရှီကလန်ကိုလည်းအစွမ်းမထက်ဘူးလို့ပြောလို့မရပါဘူးရှီဟောင်းမျိုးနွယ်စုကြီးရှစ်ခုထဲမှာရှိနေထရရပဲသူတို့ရဲ့စွန်းအင်းကဒိုချီကုံမေကြီးတို့ခုလုံးရဲ့ထိတ်တန်းနေရာမှာရပ်တည်နေပါပြီ ဒီလူငယ်နှစ်ယောက်ကတော့ရှီကလန်ရဲ့လူငယ်မျိုးဆက်တွေဖြစ်ကြပါတယ်နောက်ဆုံးဒီဘက်ထောက်ဆုံးကအပြောင်ဝေးုံတဲ့လူငယ်နှစ်ယောက်သူတို့နှစ်ယောက်ကတော့လက်ကလန်မိုးချိုမျိုးနဲ့စုကထိတ်တန်းလူငယ်ပါရမီရှင်တွေဖြစ်ကြပါတယ်သူတို့နှစ်ယောက်ကိုဥဆောင်လာတဲ့သူကတော့ကြာနန်းကျောင်းတော်ရဲ့ကျောင်းဝန်ကြီးပါကြာနန်းကျောင်းတော်ရဲ့ကျောင်းဝန်ကသူတို့နှစ်ယောက်ကိုဥဆောင်လာတာဖြစ်ပါတယ်ကြာနန်းကျောင်းတော်ရဲ့ကျောင်းဝန်ကလည်းမိုးချိုလောကအပါပဲသူတို့နှစ်ယောက်ရဲ့အစွမ်းကလည်းကျယ်6ပွင့်ဒါမှမဟုတ်ကျယ်9ပွင့်တန်ဝိဇာအဆင့်မှာရှိနေပါတယ် အခုဆိုရင်ရှေးဟောင်းမြို့နယ်စုကြီး၈ခုထဲမှာလင်းမြို့နယ်စုကလွဲလို့ရှေးဟောင်းမြို့နယ်စုကြီး၈ခုလုံးကရောင်းနေပါပြီဝိညာဉ်မြို့နယ်စုစေလောကမိတော့လောကမိုးချိုလောကကြောက်တုံးလောကရှောင်းမြို့နယ်စုကုလောကအားလုံးကရောက်ရှိနေပါပြီလင်းမြို့နယ်တစ်ခုတည်းရတာဒီအရွယ်ရောက်အခမ်းအနားကိုမတက်ရောက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့လင်းမြို့နယ်ကလူငယ်တွေတို့တော့မတွေ့ရပါဘူးအရွယ်ရောက်အခမ်းအနားကူမျိုးနဲ့အစုမှာသူတို့ရဲ့ကလန်တတူပေးရပွဲအခမ်းအနားကိုတိုင်းနဲ့ဖျားမွေးရပါဆွမ်းအားတန်းစင်မှုနဲ့ရှင်ပြီးတော့တိုင်းတာကြပါလေ မွေရပါစွာတိုင်းတာတဲ့နေရာမှာအဆင့်1ကနေပြီးတော့အဆင့်30ထိ70ဆင်းရှိပါတယ်တိုင်းနဲ့ဖျားမွေရပါစွာအဆင့်လေးအထက်မှာရှိတဲ့လူအလုံးကကလန်တတူးကိုပိုင်ဆိုင်ရပါတယ်ကလန်တတူးရရှိဖို့အတွက်စံတမှုကိုပြုလုပ်ခွင့်ရှိပါတယ်ကလန်တတူးကိုကုလောကမှာဆိုရင်တော့လေးစင်ခွဲခြားထားပါတယ်ငွေရောင်ရွှေရောင်ခရမ်းရွှေရောင်နဲ့တတန့်ရွှေရောင်ဆိုပြီးအဆင့်လေးစင်ခွဲခြားထားပါတယ်လင်ချွန်းရရှိတဲ့ကလန်တတူးကဆိုရင်တော့ဒုတိယအဆင့်ရရွှေရောင်ကလန်တတူးဖြစ်ပြီးကုရောင်ကရရှိတဲ့ကလန်တတူးကတော့တတိယအဆင့်ရခရမ်းရွှေရောင်တတူးဖြစ်ပါတယ် တက်တန်းရွှေအောင်တက်တူကတော့အစင်းအမြင့်ဆုံးဖြစ်ပြီးအပြည့်ပြည့်စုံသောနဲ့အတန်းစင်သောနဖျားအဆင့်သွေးမျိုးစွားပါရှိမှပဲအစင်း၁၀မွေးရပါစွမ်းအောင်ကိုပိုင်ဆိုင်မှာပါအစင်း၁၀ကိုရောက်ရှိတဲ့လူကပဲရွှေတက်တန်းအောင်ကလန်တတူကိုပိုင်ဆိုင်ရမှာပါကုယောင်ကရရှိတဲ့ကလန်တတူကဆိုရင်တော့ခရမ်းရွှေအောင်ကလန်တတူပါပဲ ဒီကလန်တတူရဲ့ထူချမှုကတော့ရှောင်းဟဲရဲ့ကုံဝင်းမီတုံးတွေပြောင်းလဲခြင်းလိုပဲစွန်းဤကိုယာယီမြင့်တင်ပေးတာဖြစ်ပါတယ်အဲ့လိုစွန်းဤကိုယာယီမြင့်တင်ပေးတဲ့နေရာမှာစိုးကြိုးလည်းမရှိသလိုထိခိုက်မှုလည်းမရှိပဲအတွေ့တစ်ခုနဲ့တင်ကိုယ့်ရဲ့စွန်းဤကတဟုန်တိုးမြင့်တက်သွားမှာပါခက်ခဲတဲ့တိုက်ပွဲတွေမှာဆိုရင်ကလန်တတူကလွမြောက်ဖို့အတွက်နီလန်တစ်ခုဖြစ်နိုင်ပါတယ်ဒီကူမျိုးနဲ့ဇူရဲ့ကလန်တတူနဲ့မွေရပါစွန်းရဲ့ထူချမှုကတော့အဆင့်ကိုမွေရပါစွန်းကိုပိုင်ဆိုင်လာတဲ့သူတွေကတိုင်းသူတို့စဉ်အဆင့်ကိုရောက်ရှိဖို့အတွက်အခွင့်အရေးရှိကြပါတယ် အစင်းတဆယ်မွေးရပါစွမ်းအောင်ကိုရရှိထားမယ်ဆိုရင်တော့ကုလောကရဲ့အရှင်သခင်ကိုကုရန်တို့ဝိညာဉ်မျိုးနဲ့ဇူရဲ့အရှင်သခင်တို့လိုအစင်မျိုးထီးကိုရောက်နိုင်ပါလေအကယ်၍ကံကောင်းမှုတွေသာထပ်ပြီးကြုံတွေ့ရမယ်ဆိုရင်တိုင်းနတ်ဖျားတစ်ပါးတော်မှာဖြစ်လာနိုင်ပါလေအလောက်ထီးတော်မှာအခွင့်အရေးရှိတာပါအစင်းတဆယ်နဖျားအစင်မွေးရပါစွမ်းအောင်ကိုတာပိုင်ဆိုင်နိုင်မယ်ဆိုရင်ဒီကုလောကလူငယ်မျိုးဆက်တွေပဲကလန်တတူးရှိတာမဟုတ်ပါဘူး ဒီရှင်းအောင်မျိုးနဲ့စုကြီး၈ခုဝိညာဉ်မျိုးနဲ့စုရောင်မျိုးနဲ့စုရံမျိုးနဲ့စုရှီမျိုးနဲ့စုလဲမျိုးနဲ့စုလင်းမျိုးနဲ့စုရှောင်းမျိုးနဲ့စုအားလုံးမှာလဲကလန်တတူးတွေကိုစီကိုစီရှိကြပါတယ်လက်ရှိမှာဒီနေရာရောက်ရှိနေတဲ့လူငယ်မျိုးဆက်အားလုံးကကလန်တတူးကိုပိုင်ဆိုင်နေကြပါပြီရှောင်းဝမ်းတယောက်ထရရတာကလန်တတူးမရှိသေးရပါရွှေရကလည်းအရွယ်ရောက်ခန္ဓာပြီးတာနဲ့ကလန်တတူးကိုပိုင်ဆိုင်ရတော့မှာပါရွှေရကဘယ်အဆင့်ကလန်တတူးကိုရရှိမလဲဆိုတာကတော့နောက်ဘက်ပိုင်းမှာဆက်ပြီးတော့စောင့်ကြည့်ကြပါဦး။ဒါ ਉ တော့ကျွန်တော်မစပိုင်းတော့ပါဘူး။အားလုံးကလည်းခမန်းမိမှာပါ။ ရွှေရရဲ့နှစ်ဖျားအဆင့်မွေးရပါစွာနဲ့ဆိုရင်ဘလူးကလန်တတူးမျိုးကိုရရှိမလဲဆိုတာကိုအားလုံးကလည်းခမမ်းမိမှာပါဒါ ው တော့ကျွန်တော်စမပြောတော့ပါဘူးကုယောင်းနဲ့ရှောင်းရဲတိုက်ပွဲအခုအားလုံးကသိချင်နေကြတဲ့ဒီပတ် episode ရဲ့ review မှာအရေးကြီးဆုံးအပိုင်းဖြစ်တဲ့ကုယောင်းနဲ့ရှောင်းရဲတိုက်ပွဲဒီတိုက်ပွဲကဆိုရင်တော့အတော်လေးကိုပြင်းထန်ခဲ့တယ်လို့ပြောရမှာပါကုယောင်းကလူငယ်မျိုးဆက်တွေထဲမှာရှောင်းရဲအတန်ပါဆုံးသောပြိုင်ဘက်ဖြစ်ပါတယ် ဒီမှာကုယောင်ကရှောင်းဝန်းကိုစိန်ခေါ်တဲ့အချိန်မှာရှောင်းဝန်းကသူ့ရဲ့ဂုံတိတ်ခါရှောင်းကလန်ရဲ့ဂုံတိတ်ခါကျဲကျွေးဆန်ရဲ့ဂုံတိတ်ခါအတွက်သူကဒီတိုက်ပွဲကိုလက်ခံခဲ့ပါတယ်။ဘာကြောင့်မငင်းပဲ့လဲဆိုရင်တော့ရွှင်ရနဲ့နီးစပ်ချင်တယ်ဆိုရင်ကုမျိုးနဲ့စုမှာသူ့ရဲ့ရည်ချင်းနဲ့သူ့ရဲ့စွမ်းအင်ကိုအမှန်တကယ်ပြသဖို့အတွက်လိုအပ်ပါလိမ့်မယ်။ကုယောင်နဲ့ရှောင်းဝန်းရဲ့တိုက်ပွဲမှာအရင်ဆုံးအနေနဲ့လေးတူတိုက်ခိုက်ခြင်းလေးတူတိုက်ခိုက်ခြင်းမှာရှောင်းဝန်းကကုယောင်ကိုအသာစီးမရပါဘူးစွမ်းအင်ကိုဟာမှုကြောက်ပါ ရှောင်းဝမ်ကကျင်ငါးပွင့်တိုင်ဝိဇာအဆင့်ပဲရှိသေးပြီးကူယောင်ကတော့ကျဲရှစ်ပွင့်တိုင်ဝိဇာပါ။စွာကကျဲသုံးပွင့်အောင်မှာကွာဟနေရပါ။ပြီးတော့ကူယောင်ကလည်းထိတ်တန်းလူငယ်ပါရမီရှင်ဖြစ်ပြီးအဆင့်တော်တိုက်ခိုက်နိုင်စွမ်းပါရှိတဲ့လူငယ်ပါရမီရှင်တစ်ယောက်ပါ။ရှောင်းဝမ်မှာကောင်းကင်မီတော်ရဲ့အစွမ်းနေရာရှိနေတဲ့ဆိုပေမဲ့လည်းဒီလိုမျိုးလက်ရည်တူရှင်တိုက်တဲ့အချိန်မှာတော့ကူယောင်ကိုအသာစီးမရခဲ့ပါဘူး။ဒါကလည်းရှေးအောင်ကလန်ရဲ့လူငယ်တွေရဲ့ထူးခြားတဲ့အစွမ်းပါပဲ။ဒါကြောင့်ရှောင်းဝမ်ကဖိနှိပ်ခံခဲ့ရတာပါ။ ဒါပေမဲ့ရှောင်းဝမ်က ကောင်းကင်မီးသုံးသွဲပြောင်းလဲခြင်းကိုအသုံးပြုပြီးရနောက်မှာသူ့ရဲ့ဇွမ်းရည်ကကျဲခုနှစ်ပွင့်တန်ဝိဇာအဆင့်အထိကိုရာယီရောက်ရှိခဲ့ပါတယ်ကျဲခုနှစ်ပွင့်နဲ့ကျဲရှစ်ပွင့်ကတပွင့်သာကွာဟာတော့တာဖြစ်ပေမဲ့လေရှောင်းဝမ်ရဲ့ကောင်းကင်မီးတော့အစွမ်းကြောင်းကောင်းကင်မီးသုံးသွဲပြောင်းလဲခြင်းကိုအသုံးပြုပြီးရနောက်မှာလေးတူရှင်တိုက်တဲ့နေရာမှာရှောင်းဝမ်ကဖိနေမခံရတော့ပဲသူတို့ရဲ့ရာလက်တွေကညီများလာပါတယ်သူတို့ရဲ့အစွမ်းကတူညီလာတယ်လို့ပြောရမှာပါရှောင်းဝမ်ကဒီမှာသူ့ရဲ့အဆင့်နဲ့ဒီအဆင့်ဒုတိုင်းဖြစ်တဲ့ မီတော့ဖြူခွဲလန်းကိုကောင်းကင်မီတော့နဲ့ပေါင်းဆက်ပြီးတော့အသုံးပြုခဲ့တဲ့ဆိုပေမဲ့လေကုရောင်းရှိမှာတော့ဒီတိုက်ခွက်ကအစင်းနဲ့ဒီအစင်းဖြစ်တာမလို့ကလေးတတအစင်ပဲရှိပါတယ်ဒါကြောင့်မလို့ကုရောင်းကလည်းကလေးတတအစင်ပဲလို့ပြောခဲ့တာပါပြီးတော့ရှောင်းရဲဒီတိုက်ခွက်ကိုအလွယ်တကူနဲ့ပဲဖျက်ဆီးပစ်နိုင်ခဲ့တာပါကုရောင်းရဲ့အစွမ်းအရဆိုရင်ဒီလိုတိုက်ခွက်တွေနဲ့ကုရောင်းကိုထိခိုက်မှုမရှိပါဘူးပြီးတော့ကုရောင်းကဒီတိုက်ခွက်စတိုက်ခဲ့ရသူကနဖျားတစိမ့်ကျင်းစဉ်ရဲ့ပထမတစိမ့်နဲ့ဒုတိယတစိမ့်တွေကိုထုတ်သုံးပြီးတော့တိုက်ခိုက်ခဲ့တာပါအဲ့ဒီတစိမ့်တွေရဲ့စွင့်ကအစင်းမြင့်ဒီအစင်းနဲ့ညီများပါတယ် အဲ့ဒီတစိမ့်တွေအကြောင်းလေးတူတိုက်ခိုက်မှုမှာရှောင်းဝမ်ကဖိနှိမ်ခံခဲ့ရတာပါဒါပေမဲ့လေကောင်းကင်မိသုံးသွယ်ပြောင်းလဲခြင်းရောအတုံးပြူပြန်နောက်မှာရှောင်းဝမ်ရဲ့စွန်းရင်ကမြင့်တက်လာမလို့နဖျားတစိမ့်ကျင်းစဉ်ရဲ့ပထမတစိမ့်နဲ့ဒုတိယတစိမ့်ရဲ့စွန်းရင်တွေကလည်းရှောင်းဝမ်ဘောမှာတည့်ရမှုမရှိတော့ပါဘူးရှောင်းဝမ်ကတုံလိုက်တဲ့မိတော့ခွဲလန်းရလေအစင်းနဲ့ဒီအစင်းဆိုပေမဲ့လေကောင်းကင်မိတော့နဲ့ပေါင်းဆက်ထားတာအကြောင်းအစင်းမင်းဒီအစင်းတိုင်းကွဲတစ်ခုထက်မနှိမ့်ကြပါဘူးဒါပေမဲ့လေကုယောင်ရဲ့အစွမ်းမြင့်မားနေရာကြောင့်ဒီတိုင်းကွဲကလေကုယောင်ဘောမှာအလုံးမဖြစ်တာပါ မီရောက်ခွဲဆူနာမီလိုင်းတိုက်ခိုက်မှုကကုယောင်းပေါ်မှာဘာတရားမှုမှမရှိတာမလို့ရှောင်းဝမ်က အစင်းမြင့်အထွန်းထိပ်ဒီအဆင့်တိုင်းချင်းဖြစ်တဲ့မဟာကဘာဖြူရှင်းမီတာကိုထုတ်သုံးခဲ့ပါတယ်မဟာကဘာဖြူရှင်းမီတာကိုထုတ်သုံးတဲ့အချိန်မှာတော့ကုယောင်းပေါ်တက်ရောက်မှုရှိခဲ့ပါတယ်ဘာကြောက်လဲဆိုရင်မဟာကဘာဖြူရှင်းမီတာကအစင်းမြင့်အထွန်းထိပ်ဒီအဆင့်တိုင်းချင်းဖြစ်ပြီးထင်းအဆင်းနဲ့တော့တလန်းမဲ့လူတော်တဲ့ဒိုတိုင်းပါဒါကြောင့်မလို့ကုယောင်းပေါ်မှာဒီဒိုတိုင်းကတော့တက်ရောက်မှုရှိပါတယ်တက်ရောက်မှုရှိတဲ့ဆိုပေမဲ့လည်းကုယောင်းကခူးခံနိုင်ခဲ့ပါတယ်ဒီခန်းမှာကုယောင်းခူးခံသွားတာကတော့သူ့ရဲ့ထင်းအဆင်းကောင်းကင်အဆင်းချီချင်းစင်တွေခူးခံသွားတာပါ ကောင်းကင်အစေချီချင်းစဉ်ဟာတဘောအားနေဒိုချီဆွိုင်းကိုဆွေးယူနိုင်ပြီးဒိုချီဆွိုင်းကိုအဆက်မပြတ်ဖြစ်တည်ပေးနိုင်စွမ်းရှိပါတယ်။ကူရောင်းလက်ရှိထုတ်သုံးထားတဲ့ချီချင်းစဉ်ဟာဆိုရင်တော့ကူမျိုးနဲ့ဇူးမှာရှိတဲ့ကောင်းကင်အစေချီချင်းစဉ်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရှောင်းဝဲရဲ့မဟာကဘာဖြစ်ရှင်ပြီးတော့တိုက်ကွက်ကိုအလွယ်တကူနဲ့ပဲဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ဒီမှာကူယုံကထုတ်သုံးတဲ့လှံ ဒီကူယောင်ကထုတ်တုံတဲ့လှန်ဆိုရင်လေရှောင်းဝဲရဲ့တံပေနဲ့ထက်အနေငယ်ပဲနေကြတဲ့လက်နက်တစ်ခုပါဒီကူယောင်ရဲ့ဒီရေခဲလန့်တန်းကလေအတော်လေးကိုအစင်းမင်းနဲ့လက်နက်လို့ပဲပြောရမှာပါဒါပေမဲ့ရှောင်းဝဲရဲ့တံပေတန်းနဲ့ရှင်မယ်ဆိုရင်တော့အနေငယ်နေကြပါတယ်အဲ့ဒီချိန်မှာကူယောင်ကလေသူ့ရဲ့ကျယ်ရှိပွင့်တံဝိဇာအစွမ်းနဲ့ကူမျိုးနဲ့ဇူရဲ့အစင်းမင်းအထုံးထိပ်ဒီအဆင့်တိုင်းချုံကိုထုတ်တုံခဲ့ပါတယ်သူ့ရဲ့ကျယ်ရှိပွင့်တံဝိဇာအစွမ်းနဲ့ပေါင်းဆက်ပြီးတော့အသုံးပြုတာမလို့ဒီလိုတိုင်းမိညာအတော်လေးကိုမှအစွမ်းထက်တဲ့အဆင့်ထိပ်ကိုရောက်ရှိသွားပါပြီ ကူယောင်ကသူ့ရဲ့အဆင့်မြင့်အထွန်းထိပ်ဒီအဆင့်တိုင်းချမ်းတားရဲ့တပေါင်းလှန်တန်းကိုအသုံးပြုတဲ့အချိန်မှာရှောင်းဝမ်ကလုံအောင်မှာဖိနှိပ်ခံလိုက်ရတာပါရှောင်းဝမ်ကခူးခံတိုက်ခိုက်မှုတွေကတော့အလုံးမဖြစ်တော့တဲ့အထိဖိနှိပ်ခံလိုက်ရတာပါဒီလိုဖိနှိပ်ခံရတဲ့တိုက်ပွဲမျိုးကရှောင်းဝမ်ရဲ့ဘဝမှာရှာပပပါပဲတစေဦးကြီးကြန့်ရှင်တဲ့တိုက်ခိုက်တုံးဝန်းတော်မှာကျေကိုးပွင့်ဒုစုံအဆင့်မှသာအလိုမျိုးဖိနှိပ်ခံခဲ့ရတာပါတိုင်းဝိစာအဆင့်ကိုရောက်ရှိပြီးတဲ့နောက်ပိုင်းမှာတစေဦးကြီးကြန့်ရှင်ရအောင်ရှောင်းဝမ်ကိုဒီလိုဖိနှိပ်မှုတွေမလုံနိုင်ခဲ့ပါဘူးဒါတွေကိုကြည့်မဲ့ဆိုရင် ကူမျိုးနဲ့စုရဲ့ထိတ်တန်းပါလီမရှင်ကူယောင်ကလည်းဘလောက်ထိအစွမ်းထက်လဲဆိုတာအလုံးကသိရမှာပါကူယောင်ကနောက်ဆုံးမှတိုက်တောင်းလှန်တန်းအစင်းမြင်းဒီအစင်းဒိုတိုင်းမညာရဲ့အစွမ်းထက်ဆုံးသောတိုက်ကွဲကိုထုတ်သုံးခဲ့ပါတယ်ဒီတိုက်ခိုက်မှုဒိုတိုင်းရဆိုရင်တော့ကောင်းကင်ရဲ့အစင်းတိုင်းချမ်းရဲ့တိုက်ခိုက်မှုနဲ့ဒဇင်လေးပဲကွာလို့တဲ့တိုက်ခိုက်မှုပါဒီတိုက်ခိုက်မှုကအတော်လေးဥမာပြင်းထန်ပါတယ်ရှောင်းဝန်ကတိုက်တောင်းလှန်တန်းရဲ့အစွမ်းထက်ဆုံးသောတိုက်ခိုက်မှုနဲ့တိုက်ခိုက်ခံရတဲ့အချိန်မှာရှောင်းဝန်ကသူ့ရဲ့ အလဲလဲဒီအစဉ်60ခန္ဓာစီစဉ်ပေတံကိုထုတ်သုံးပြီးတော့ခုခံခဲ့တဲ့ဆိုပေမဲ့လေစွန်းရင်ကွာဟာမှုကအရန်ဥမကြီးမားနေပါတယ်။ရှောင်းကအသုံးပြုပြီးခုခံတဲ့60ခန္ဓာစီစဉ်ပေတံကအလဲလဲဒီအဆင့်သာရှိသေးရပါ။ကုယောင်ကအသုံးပြုနေတာအထွန်းထိပ်ဒီအဆင့်တိုင်းချမ်းပါ။စွန်းရင်ကွာဟာမှုကရှိနေပါသေးတယ်။ပြီးတော့ကုယောင်ရဲ့စွန်းရင်ကလည်းရှောင်းဝမ်းထက်အများကြီးဥမတာနေရမလို့ခုခံနိုင်စွမ်းလုံးဝမရှိခဲ့ပါဘူး။ဒါကြောင့်မလို့60ခန္ဓာစီစဉ်ပေတံနဲ့ခုခံမှုကလည်းပျက်စီးသွားခဲ့ရပါတယ်။ ခုကမူကပျက်စီးသွားတဲ့အချိန်မှာရှောင်းအောင်မသာငကားစမလီချက်ဝုကသာမရှိဘူးဆိုရင်ရှောင်းအောင်ကအကြီးကျယ်ဒဏ်ရာရပြီဒီတိုက်ပွဲမှာပါရှုံးနိုင်သွားနိုင်ပါတယ်။ဒါပေမဲ့ဇီယန်ကပေးခဲ့တဲ့ငကားစမလီချက်ဝုကရှိနေလို့ရှောင်းအောင်ကကန်ကောင်းသွားခဲ့တာပါ။ဒီငကားစမလီချက်ဝုကပြီးတော့တမန်ချက်ဝုတခုလည်းမဟုတ်ပါဘူး။ရှင်းဟောင်းလီဟာနဲ့အော်ဆိုတုတိုင်းမှာငကားချက်ဝုကရှိတဲ့ဆိုပေမဲ့လေရှောင်းဝဲချက်ဝုက နဂါးဇမနီမွေးရပါသွေးစွားနဲ့ပေါင်းဆက်ထားတဲ့ဇီယန်ကိုတိုင်ပေးရထားတဲ့နဂါးဇမနီချက်ဝတ်ပါဟေချင်းတို့ကပိုင်ဆိုင်ထားတဲ့နဂါးချက်ဝတ်ထက်ရှောင်းဝဲရဲ့နဂါးဇမနီချက်ဝတ်ကအများကြီးပိုပြီးတော့တာပါတယ်ဒီနဂါးဇမနီချက်ဝတ်ကရှင်းအောင်လီဟာနဲ့အုပ်စိုးသူမြို့နယ်စုမနော်အစင်းအမြင့်ဆုံးသောချက်ဝတ်တစ်ခုလို့ပြောလို့ရပါတယ်ဒီချက်ဝတ်ကြောင့်ပဲရှောင်းဝန်ကကုယောင်ရဲ့တိုက်ခိုက်မှုကိုခုခံနိုင်စွမ်းရှိခဲ့ပါတယ်မဟုတ်ဘူးဆိုရင်တော့ရှောင်းဝမ်ကိုရိုင်းကတော့အပြင်းထန်ကိုထိခိုက်ထိုင်ရာရရှိသွားနိုင်ပါတယ်။လက်ရှိမှာလည်းရှောင်းဝမ်ကထိခိုက်ထိုင်ရာရသွားတာပါပဲ ဒါပေမဲ့အပြင်းထန်ထီတော့မဟုတ်လိုက်ပါဘူး။နဂါးစမဏီချုပ်ဝဲအကူညီတောက်ရှောင်းကသူ့ဘော့ကိုကြောက်လာတဲ့ထိခိုက်မှုအများစုကိုဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ရှောင်းကထိခိုက်ဒဏ်ရာရပြီးရတော့ကူယောင်ကရှောင်းကိုရှောင်းကလန်ပြတ်သုံးသွားပြီးရှောင်းကလန်ကူကလန်နဲ့ဒန်းတူကိုချိန်နေမှာနေဖို့အတွက်မထိုက်တန်ဘူးဆိုပြီးတော့ရှောင်းကလန်ရဲ့ဂုံတိတ်ခေါက်ကိုဆော်ကားခဲ့ပါတယ်။အဲ့ဒီအချိန်မှာရှောင်းကသူ့ရဲ့ဒါနာယီတွင်မဲ့စကားတွေကိုပြောဆိုခဲ့ပါတယ်။ငါကြာမာနိုင်ငံကထွက်လာပြီးဒီဆယ်နှစ်တာအတွင်းမှာဒိုချီကုန်းမကြီးကိုလှည့်လည်သွားလာခဲ့တယ်။ ရန်သူပေါင်းများစွာကိုလည်းတွေးဆောင်ခဲ့တယ်။တေကျင်းရှင်ကျင်းတကားကိုလည်းမင်းမတွက်နိုင်အောင်ဖျက်ချုပ်ခဲ့ပြီးပြီ။ငါဖျက်ချုပ်ခဲ့ရတဲ့အရာတွေကမင်းတို့လိုပါရမီရှင်တွေထက်အစာပေါင်းများစွာပိုပြီးတော့တာတယ်။တိုင်းနဲ့ဖျားရဲ့သွေးငါခူးမဆိုင်ဘူး။ဒါပေမဲ့မင်းကငါ့ကိုတတ်ချင်တယ်ဆိုရင်တော့တွေးဆုံးတဲ့အဖိုးခေါက်ကိုပြန်ပြီးတော့ပေးဆက်ရလိမ့်မယ်။ဒါကတော့ရှောင်းဝဲရဲ့ဌာနယူတွင်မဲ့စကားပါ။ဒီမှာရှောင်းဝန်းရဲ့ကုယောင်ရဲ့ကွာခြားမှုတစ်ခုကိုပြပြပေးပါမယ်။ရှောင်းဝန်းကတေကျင်းရှင်ကျင်းတကားဝါကိုအချိန်ချင်းဖျက်ချုပ်ခဲ့ပြီ သူ့ရဲ့တိုက်ပွဲအတွေ့အကြုံကကုယောင်တို့လိုပါရမီရှင်ခြံဝန်းထဲမှာပွင့်တဲ့ပန်းတွေနဲ့ရှင်လိုက်မယ်ဆိုရင်သူကကုယောင်တို့ထက်အများကြီးပိုပြီးတော့တာပါတယ်။ရှောင်းဝဲရဲ့အစင်းကြော်တိုက်ခိုက်မှုတွေမှာရှောင်းဝဲမှာမေယင်မတွက်နိုင်တဲ့အတွေ့အကြုံတွေမေယင်မတွက်နိုင်တဲ့ခက်ခဲမှုတွေမေယင်မတွက်နိုင်တဲ့တေချင်းတွေကိုအချင်းချင်းဖျက်ချောက်ခဲ့ရပြီးပါပြီ။ဒါကြောင့်မလို့ရှောင်းဝဲရဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ရှောင်းဝဲရဲ့စွမ်းရည်တွေကသူနဲ့အစင်းတူလူတွေထက်ဆိုရင်အစာပေါင်းများစွာပိုပြီးတော့တာလုံနေရပဲဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာဆိုရင်တော့ရှောင်းကအစွမ်းကုန်ထုတ်သုံးပြီးတော့တိုက်ခိုက်လာလို့ပဲပြောရမှာပါ။သူကအစာပိုင်းမှာထရေအစွမ်းကုန်ထုတ်သုံးပြီးတော့တိုက်ခိုက်ချင်ပေမဲ့လေကူယောင်ကသူ့ကိုအလွတ်လုပ်ဖို့အတွက်အခွင့်အရေးအနှင်းငယ်လေးမှောင်အပေးခဲ့ပါဦး။ကူယောင်ကဇက်တိုက်ကိုဖိနှိမ်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ရှောင်းကကူယောင်ရဲ့တိုက်ခိုက်မှုကနေလွတ်မြောက်သွားတဲ့အချိန်မှာသူ့ရဲ့ကောင်းကင်အစဉ်ခြေချင်းစဉ်အဖြစ်အသွင်ပြောင်းလဲသွားပြီဖြစ်တဲ့မီးရောင်မှန်တန်နဲ့သူ့ရဲ့ကုံဆုံးသွားတဲ့ဒိုချီဆွမ်းအင်းတွေကိုပြန်လည်ဖိတင်းခဲ့ပါတယ်။တဘောဆွေရင်ကိုစွန့်ယူနိုင်တာကတော့ကောင်းကင်အစဉ်ခြေချင်းစဉ်ရဲ့လှုပ်ဝက်ဆန်းကြဲတဲ့ထူးခြားမှုတစ်ခုပါပဲ လက်ရှိရှောင်းကအစောပိုင်းမှာကုန်ဆုံးခဲ့တဲ့ထိခိုက်မှုတွေဒိုချီဆွမ်းရဲ့အားလုံးကိုသူ့ရဲ့ကောင်းကင်အစီခြေချင်းစိန်နဲ့ပြန်လည်ပြီးတော့ဖြစ်တင်းခဲ့ပါတယ်။ရှောင်းဝန်းကပြောတဲ့စကားကြောင့်ကူယောင်းကလည်းသူတို့ကူမျိုးနဲ့ဆိုရဲအစင်မှန်ကောင်းကင်အစင်ဒိုတိုင်းမြောက်ကိုထုတ်ပြလာပါတယ်။ကူယောင်းကအစင်မြက်အထွန်းထိပ်ဒီအစင်ကိုတုံးပြီး သူကုန်ဆုံးသွားခဲ့တဲ့ဒူချီဆွမ်းရင်နဲ့ကောင်းကင်အဆင့်ဒူတန်းကိုအသုံးပြုဖို့အတွက်လိုအပ်တဲ့ဒူချီဆွမ်းရင်အတွက်ရှေးဟောင်းသူတော်စင်ယတနာချင်းမုံကောင်းကင်မြေပြင်ဖြက်စီးခြင်းဆိုတဲ့ကုမျိုးနဲ့စုရဲ့အဆင့်နှိတ်ထန်းဆင်းကောင်းကင်အဆင့်ချီချင်းစင်ကိုလည်းထုတ်သုံးခဲ့ပါတယ်။အဲ့ဒီကောင်းကင်အဆင့်ချီချင်းစင်ကိုထုတ်သုံးပြီးတဲ့နောက်မှာကုယောင်းကလိုအပ်တဲ့ဒူချီဆွမ်းရင်ကိုအပြေအဝရရှိခဲ့ပြီးကောင်းကင်အဆင့်ဒူတန်းဖြစ်တဲ့တိတ်တဆိတ်ဖြက်စီးရေးလက်ညှိုးကိုအသုံးပြုခဲ့ပါတယ်။ဒီကုယောင်းကထုတ်သုံးလာတဲ့ကောင်းကင်အဆင့်ဒူတန်းတိတ်တဆိတ်ဖြက်စီးရေးလက်ညှိုးပါဆိုရင်တော့အဆင့်နှိတ်ထန်းဆင်းအဆင့်နှိတ်ကောင်းကင်အဆင့်တိုင်းချမ်းဖြစ်ပါတယ်။ ။ရှောင်းဝင်းရဲ့ကောင်းကင်ဖန်တီးခြင်းလိုဝါနဲ့အဆင့်တူတူပါပဲ။ဒီမှာရှောင်းဝင်းကဘာဖြစ်လို့ကောင်းကင်ဖန်တီးခြင်းလိုဝါကိုထုံမသုံးခဲ့လဲဆိုတော့မတိချားတဲ့ရလတ်မှုလို့ရှောင်းဝင်းကထုံမသုံးခဲ့တာဖြစ်ပါတယ်။ကောင်းကင်ဖန်တီးခြင်းလိုဝါကူမျိုးနဲ့စုလို့ရှေးအောင်မျိုးနဲ့စုကြီးမှတီရှိနေတဲ့ကောင်းကင်အဆင့်ဒိုတိုင်းတိတ်တဆိတ်ဖြစ်စည်းလူမျိုးထက်အများကြီးပိုပြီးတော့အားနည်းနေနိုင်ပါတယ်။ဒါကြောင့်မလို့ရှောင်းဝင်းကစွန်စားတာမျိုးမလုပ်ချင်ပါဘူး။သူကတေချာတဲ့ရလတ်မျိုးပဲလုပ်ချင်တာပါ။ ဓာတ်ကြောင်ဆောင်ကကောင်းကင်ဖန်တီးခြင်းလိုပါကိုအသုံးပြုမဲ့အစားဝိဇထံဦးကပေးခဲ့တဲ့ကောင်းကင်မိငါးတွေပြောင်းလဲခြင်းကိုပဲအသုံးပြုခဲ့တာပါကောင်းကင်မိငါးတွေပြောင်းလဲခြင်းကိုရှောင်းဝန်းကလက်ရှိမှာကောင်းကင်မီတောက်၄မျိုးကိုပိုင်ဆိုင်လာပါတယ်။ကောင်းကင်မီတောက်၄မျိုးနဲ့သူ့မှာရှိတဲ့ကောင်းကင်မီတောက်အတူတကူကိုပေါင်းဆက်ပြီးတော့အသုံးပြုတာကြောင့်ဒီကောင်းကင်မိငါးတွေပြောင်းလဲခြင်းရလေအစင်းနဲ့ထင်းအစင်းအစင်းနဲ့ကောင်းကင်အစင်းထူတိုင်းနဲ့ညီမျှနေပါပြီ။ဒါကြောင့်မလို့တိတ်တဆိတ်ဖြစ်စည်းရေးလက်မျိုးကိုရင်ဆိုင်မှုအတွက်ရှောင်းဝန်းကမိငါးတွေထူတိုင်းအောင်တာရွေးချယ်ခဲ့ပါတယ်။ ပြီးတော့မင်းငါအတွက်ထိုတန်းကိုတုံးရတဲ့နောက်ထပ်ရွယ်ချက်ကတော့ရှောင်းရမ်းမှာလှုပ်ဝက်အစီအစဉ်တစ်ခုကရှိနေသေးလို့ပါ။ရှောင်းရမ်းကတွေးထားတဲ့အတိုင်းပဲအစင်းနိုင်ထိုတန်းမိညာချင်းအစင်ချင်းတူဝင်မဲ့လေတိတ်တဆိတ်ဖြစ်စည်းခြင်းလူညိုရဲ့အဆောင်ကိုမင်းငါအတွက်ထိုတန်းရလည်းမရှင်နိုင်ခဲ့ပါဘူး။မင်းငါအတွက်ထိုတန်းရလည်းတိတ်တဆိတ်ဖြစ်စည်းခြင်းလူညိုရဲ့အောက်မှာပျက်စီးခဲ့ရပါတယ်။ဒါပေမဲ့ရှောင်းရမ်းမှာနောက်ထပ်အစီအစဉ်တစ်ခုပါရှိပါတယ်။သူကအစောကြီးထဲကအဲ့ဒီအရာတွေကိုကြိုတွေးပြီးသားမလို့ ကောင်းကင်ဖန်တီးခြင်းလောဝအောင်တော်ထုံမတုံးပဲမိငားအတွက်ထိုတန်းကိုအသုံးပြုခဲ့တာပါမိငားအတွက်ထိုတန်းကိုရှောင်းဝန်းကအချိန်ဆွဲဖို့တသက်တာအသုံးပြုခဲ့တာပါသူလိုအပ်တဲ့အချိန်နဲ့သူကငားယုံချိန်မိကြပန်းကိုပေါင်းဆက်ပြီးတော့အသုံးပြုခဲ့ပါတယ်ဒီငားယုံချိန်မိကြပန်းကတော့ရှောင်းဝန်းရဲ့အဓိကဖော်ဖဲဖြစ်ပြီးရှောင်းဝန်းကထုတ်သွင်းလိုက်တဲ့အစွမ်းထက်ဆုံးသောလက်နက်ပါရှောင်းဝန်းမှလက်ရှိကောင်းကင်မီတောက်၄မျိုးထိကိုပိုင်ဆိုင်လာပြီးပါပြီးတော့နေမီတောက်ရဲ့အစွမ်းအုပ်ပါပေါင်းဆက်လိုက်တော့ငားယုံချိန်မိကြပန်းဖြစ်တည်လာပါတယ် ဒီ9ရုံးချဲမိကြပန်ထပ်ပေါ်လာတဲ့အချိန်မှာကုယောင်ရဲ့တိတ်တဆိတ်ဖြက်စီးခြင်းလိုမျိုးဝါနောက်မှာ9ရုံးချဲမိကြပန်ရဲ့အောက်မှာခူးခတ်မှုမလုံနိုင်စွာပဲပျက်စီးသွားခဲ့ရပါတယ်ဒါကတော့စွန့်ရင်ကွာဟာမှုလို့ပဲပြောရမှာပါကုယောင်ရဲ့တိတ်တဆိတ်ဖြက်စီးရေးလိုမျိုးကိုအစင်းနဲ့ထန်းအစင်းဒုတိုင်းနေထဲမှာအစင်းအမြင့်ဆုံးလို့တတ်မှတ်လို့ရမယ်ဆိုရင်ရှောင်းရဲ့9ရုံးချဲမိကြပန်ကိုတော့အလေလက်ထန်းအစင်အလေလက်အစင်ကောင်းကင်အစင်ဒူတိုင်းလို့တော့တတ်မှတ်လို့ရနေပါပြီ။ဒါကြောင့်လေတိတ်တဆိတ်ဖြစ်စီရဲ့လညိုကရှောင်းဝဲမိကြပန်အောက်မှာလုံအောင်ပြတ်တုံးသွားခဲ့ရတာပါ။ ဒီမိကြပိုင်ရဲ့တိုက်ခိုက်မှုက ကုရောင်းကိုထိမှန်တော့မဲ့အချိန်မှာထွက်ပေါ်လာတဲ့အကြီးကဲဒီအကြီးကဲရဆိုရင်တော့ကုမျိုးနဲ့စုရဲ့အကြီးကဲကုတုံရွှံဖြစ်ပြီးသူ့ရဲ့အဆင့်ရဆိုရင်တော့အဆင့်မြင့်သူတော်စင်တစ်ပိုင်းအဆင့်မှာရှိနေပါလေအခုကျွန်တော်အဆင့်မြင့်သူတော်စင်တစ်ပိုင်းနဲ့တိုင်ဝင်းစာအဆင့်ရဲ့ကွာထက်ကိုပြပြပါမယ်။ရှောင်းဝဲတိုက်ခိုက်မှုကတော့ကုရောင်းကိုထိမှန်သွားပြီဆိုရင်ကုရောင်းကတေဆုံးရင်တေဆုံးမတေဆုံးရင်တော့မှဒုက္ခိတာဖြစ်သွားနိုင်ပါလေ။တဆေဦးကြီးကြန့်ရှင်းလို့မျိုးလက်တစ်ဖက်ပြက်တာဒါမှမဟုတ်ခြေထောက်တစ်ဖက်ပြက်တာမျိုးထင်းတော့ဖြစ်သွားနိုင်ပါလေ။ ကယ်၍မိကြဗန်းသားကူယောင်ကိုထိခိုက်သွားမယ်ဆိုရင်ကူယောင်ကသူ့ဘဝမှာအတော်လေးဥမှာအထိနာမဲ့ဒဏ်ရာတစ်ခုကိုရရှိသွားမှာပါ အဲ့ဒီအချိန်မှာကိုရောင်ကိုကဲတင်သွားပြီးမိကြပန်းကိုတိမ်းယူသွားတဲ့အကြီးကဲရဆိုရင်တော့သူတော်စင်တစ်ပိုင်းအစင်းမြင့်သူတော်စင်တစ်ပိုင်းအစင်းပညာရှင်မှာအခုကျွန်တော်ပြောချင်တဲ့ကွာဟာချက်ကတော့တိုင်းဝိဇာနဲ့သူတော်စင်တစ်ပိုင်းရဲ့ကွာဟာချက်ပါတိုင်းဝိဇာအစင်းကနေဘလောက်ပဲအစွမ်းထက်တဲ့ဒုတိုင်းမညာကိုအသုံးပြုပါစေသူတော်စင်တစ်ပိုင်းအစင်းပညာရှင်အတွက်ကတော့အဲ့ဒီရောက်အလွယ်တကူနဲ့ပဲဖြည့်ရှင်းနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်းထိန်းသားတလောက်တော့အကြီးကဲကူတုံွှန်ရှောင်းဝဲရဲ့မိကြပန်းကိုဖြည့်ရှင်းရတာလွယ်ကူခဲ့တာမဟုတ်ပါဘူး သူနောင်မအလွန်တိမ်မွေးစွာနဲ့ပဲဒီမီတာဘန်းကိုကင်တွယ်ပြီးတော့ဖြည့်ရှင်းခဲ့ရတာပါပြီးတော့သူ့ရဲ့နှဖူးမှတော့ချွေးစည်းတွေကပြန်လာတဲ့အထိပါပဲအကြီးကဲကူတုံရွှန်ကလီဟာနေရဲ့တနေရာကိုရှောင်းဝဲမီတာဘန်းကိုပို့လွတ်လိုက်တာပါပြောမှဆိုရင်ရှောင်းဝဲမီတာဘန်းကိုသူကလီဟာနေထိန်းချုပ်ပြီးတနေရာပြောင်းလိုက်တဲ့သဘောပါပဲမီတာဘန်းကိုသူကဖျက်ဆီးလိုက်တာမဟုတ်ပါဘူးအဓိကပြောချင်တာကတော့ဒီအပတ်ပိုင်းမှာရှောင်းဝဲမီတာဘန်းကတော့ကူယောင်ကတကယ်လို့ထိမှန်သွားမယ်ဆိုရင်တော့သူကတေဆုံးရင်တေဆုံးမတေဆုံးဘူးဆိုရင်ဒုက္ခိတဖြစ်သွားနိုင်ပါတယ် ဒါကတော့အဓိကပြောချင်တာပါပဲအခုနောက်ပိုင်းကစပြီးရှောင်းဝန်းကိုကုကလန်မှာဘသူကမှအထင်မသေးရတော့ပါဘူးဘာကြောက်လဲဆိုရင်ရှောင်းဝန်းကသူတို့ကုကလန်ရဲ့ထိတ်တန်းပါရမီရှင်ကိုကြောင်လို့လူကိုကျင်ငါပွင့်တိုင်ဝိဇာအဆင့်ထင်းနဲ့အနိုင်ယူတိုက်ခိုက်ပြသွားတာပါဒါကြောင့်မလို့ရှောင်းဝန်းရဲ့တိုက်ခိုက်ဆိုရင်ကိုလက်ရှိကုကလန်ကလူတယောက်ကမှအထင်မသေးရတော့ပါဘူးပြီးတော့ရှောင်းဝန်းရဲ့မိကြပန်းရှောင်းဝန်းရဲ့မိကြပန်းကို အဲ့ဒီပြိုင်ပွဲကိုကြီးရှုနေတဲ့ရှင်းအောင်ကလန်ကလူငယ်တွေအပေါ်ဝင်အားလုံးကအဲ့ဒီဂျာပန်ကျောင်းကိုရှောင်းအောင်ကိုအန်နီယယ်တစ်ခုဖြစ်တတ်မှတ်လိုက်ကြပါပြီ။ရှောင်းအောင်ကိုဘသူကမှလည်းအထင်မသေးရသလိုဘသူကမှလည်းသူ့ကိုပေါ်ပေါ်ထင်ထင်ကြီးရံမဆရဲကြတော့ပါဘူး။ အခုနောက်ထပ်ပြောချင်တာကကူယောင်ကဘာကြောင့်ကလန်တတူးကိုထုံမသုံးခဲ့တာလဲဒီမေကွန်းရဲ့အဖေကိုအလုံးအတော်များသိချင်ကြမယ်လို့ထင်ပါတယ်ကူယောင်ကကလန်တတူးကိုရရှိပြီးသွားပါပြီဘာကြောင့်ကလန်တတူးကိုမသုံးခဲ့တာလဲဒီအဖေကိုကျွန်တော်ပြပြပေးပါမယ်ကူကလန်ရဲ့ကလန်တတူးကပေးရပြီးသွားပြီဆိုရင်အချိန်တလားနေမှာစတင်ပြီးတော့အသုံးပြုလို့ရပါတယ်ကူယောင်ကလက်ရှိမှာကလန်တတူးကိုရရှိတာဖြစ်ပြီးကလန်တတူးကိုရပြီးပြီးချင်းမှာပဲရှောင်းကိုစိန်ခေါ်ခဲ့တာပါကလန်တတူးကိုအသုံးပြုဖို့ဆိုရင်သူ့အတွက်အချိန်တလားကိုဆောက်ရပါဦးမယ် ကုယောင်းမသာလက်ရှိအချိန်ဒီမှာကလန်တတူးကိုအသုံးပြုနိုင်မဆိုရင်တော့တိုက်ပွဲရလဒ်ကဒီလိုမျိုးဖြစ်လာမှာတော့မဟုတ်ပါဘူး။ဘာကြောက်လဲဆိုရင်တော့ကလန်တတူးရဲ့အကူအညီနဲ့ကုယောင်းကရှောင်းအုံးကိုအသာစီးရနိုင်ပါသေးတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ရှောင်းအုံးကိုအနိုင်ရမှာတော့မဟုတ်သေးပါဘူး။ကလန်တတူးကိုအသုံးပြုမဲ့ဆိုရင်တော့ကုယောင်းရဲ့အစွမ်းအကျေကိုပွင့်အထွန်းထိပ်တိုင်းဝိဇ္ဇာအဆင့်ထိကိုပဲရောက်အောင်မှာပါ။ဒါပေမဲ့လေကူယောင်းကလည်းရှောင်းအုံးကိုအနိုင်ယူနိုင်တယ်လို့ရှောင်းအုံးကလည်းကူယောင်းကိုအနိုင်ယူနိုင်တော့မှမဟုတ်ပါဘူး။ဒါကတော့ကူယောင်းကသာကလန်တတူးကိုအသုံးပြုနိုင်မယ်ဆိုရင်နောက်ဆုံးဖြစ်လာမယ်တိုက်ပွဲရလဒ်ပါ။ ကျွန်တော်ကတော့ခရိုစာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး